အလုံးမဲမင်္ဂလာပါကျွန်တော်ရေဒီနေမလုတ်ဖြစ်တာလဲကြာပြီဖွင့်ဖွင့်လင်းလင်းပြောရရင်တော့ကျွန်တော်ပုံမှန်ပေါ့နော်ကျွန်တော်စီကိုလာစဉ်ဒီတာရော့မေးရဲ့ပေါ့နော် client နေရဒီတောက်လျှောက်နီးနီးပေါ့နော်ရှိနေတဲ့အကြောင်းမလို့ကျွန်တော်မှလည်းတစ်ခါတလေမှဟိုအချိန်မရတာပေါ့နော်အချိန်မရတာပြည့်ရင်ကျွန်တော်အခြားအလုပ်ကလေးတွေရှိတာတကြောင်းပေါ့နော်အဲ့တော့ဒီလုံးနဲ့ပတ်သက်လို့ကြာတော့လေကျွန်တော်အနေနဲ့ကြာတော့လေဝါသနာတစ်ခုရဲ့ ကျွန်တော်ရဲ့ယုံကြည်ချက်တစ်ခုရဲ့အကြောင်းပေါ့နော်လုတ်ဖြစ်နေရလဲဖြစ်ပါတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်မှလည်းအချိန်အားကတိတ်မရှိဘူးပေါ့နော်အဲ့တော့ပုံမှန်တော့ကျွန်တော်စီကိုလာစဉ်မေးနေတဲ့ဒီတာရောမေးတဲ့သူမျိုးတွေပေါ့နော်အဲ့လိုမျိုး client တွေကတော့ကျွန်တော်မှရှိနေတဲ့အကြောင်းသူတို့နဲ့ကတော့ကျွန်တော်အမြင်မပြတ်အဆက်အသွယ်တော့ရှိနေပါတယ်ဒါပေမဲ့ကျွန်တော်ဒါကို public ကို video တွေပါတယ်မတင်တော့ဒီကြားရမှာနည်းနည်းတလားနီးလောက်တော့ရှိသွားပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော် reel တစ်ခုလုပ်ကြည့်မယ်ပုံမှန်တိုင်းပဲကျွန်တော် cat 3 cat ချထားတယ်အဲ့ cat 3 cat မှာ ီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတို့ကကိုနှစ်သက်တဲ့ gap တစ် gap ကိုရွေးလိုက်လို့ရတယ်ပေါ့နော်အဲ့ဒီရွေးထားပြီးသွားပြီဆိုရင်ကျွန်တော်ကစပြီးတော့ gap တွေကို reading လုပ်ပေးမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးတော့ကျွန်တော် cut 1 cut 2 cut 3ဆိုပြီးတတ်မှတ်လိုက်မယ်မိတ်ဆွေတို့ကကြိုက်တဲ့ number တစ်ခုကိုရွေးထားလိုက်ပါအဲ့တော့ကျွန်တော်ပထမဆုံးအနေနဲ့တော့ cut 1ကစပြီးတော့ reading လုပ်ကြည့်ပါမယ် ကတ်ဝန်းအနေနဲ့ reading လုပ်မယ်ဆိုရင်တော့ကျွန်တော်ဒီကတ်ကလေးကြာပါတယ်အဲ့တော့ဒီကတ်အနေနဲ့ပြောရမယ်ဆိုရင် အခက်အခဲတွေပေါ့နော်အခုကာလမှာကြုံတွေ့နေရတယ်ဆိုပြီးတော့အတိတ်ပဲရပါတယ်အဲ့တော့အခက်အခဲကြုံတွေ့နေဆိုတော့ကာလမှာလည်းကိုအနေနဲ့မထင်မှတ်တဲ့အကူအညီမျိုးတွေရာလည်းရှိနေပါတယ်။ဒါပေမဲ့ဥမာကိုကအခက်အခဲတစုံတရာဖြစ်နေတယ်။ငွေကြေးတော့လကောက်ပေါ့နော်။အခြားကိစ္စအရရက်ပေါ်မှာအခက်အခဲတစုံတရာဖြစ်နေတယ်။ဒါပေမဲ့မထင်မှတ်တဲ့သူတွေကပေါ့နော်။ ကိုကိုထဲထဲဝင်ဝင်ကူညီပေးတာမျိုးတွေကြုံရမှာဖြစ်ပါတယ်။အဲ့အတွက်သူတို့တွေကိုလည်းကို့အနေနဲ့ကအမြဲကျေးဇူးတင်တဲ့နဲ့ကို့အနေနဲ့ကလည်းလာတဲ့အခက်အခဲကိုလုံးဝရှော့ပေးလိုက်တာမျိုးမဟုတ်ဘဲနဲ့ငါရဲ့ကိုယ်သွန်းညံသွန်းရှိသမျှအဲ့ဒီအခက်အခဲတွေကိုဖြတ်တန်းရင်ဆိုင်မယ်ဆိုတဲ့စိတ်တစ်ခုကိုမွေးထားခြင်းအပြင်အခုကြုံတွေ့နေရတဲ့အခက်အခဲတွေကိုကောင်းစွာကြော်လွှားသွားနိုင်မှာ ဖြစ်တယ်။မိတ်ဆွေတစ်တည်းမိတ်ဆွေခေါင်းနေမိတ်ဆွေမကောင်းတဲ့သူတွေ ကွဲပြားသွားမယ့်အခြေအနေမျိုးကိုကြုံတွေ့ရတော့မှာဖြစ်ပါတယ်။နောက်ထပ်တစ်ခုအနေနဲ့ကတော့ကျွန်တော် cat do ကို reading လုပ်ကြည့်ပါမယ်။ cat do ကိုလုပ်တဲ့အချိန်မှာကျွန်တော်ဒီ cat ကလေးကြားပါတယ်။အခုအနှစ်ကလည်းကုံတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ cat do ကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေအနေနဲ့ကတော့မျောလင့်ခြင်းရောင်နေတွေကိုစပြီးတော့မြင်နေရပြီ။ဒါပေမဲ့ဒီနေရာမှာကျွန်တော်ကအဲ့လိုပြောရတဲ့အကြောင်းကိုဆရာရဲ့ကျွန်တော်ကျမတို့ကတော့ဒီမှာဒုက္ခတွေရောက်နေတယ်အခက်အခဲတွေရှိနေတယ်ပြဿနာတွေရှိနေတယ်ဆိုတော့ မိဂုံမျိုးတွေဖြစ်ပေါ်လာနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီအခက်အခဲတွေကိုရဲရဲရင်းရင်းရင်ဆိုင်သွားလိုက်ပါဆိုပြီးတော့ပဲကျွန်တော်အနေနဲ့အကြံပေးခြင်းနေဘာကြောင့်လဲဆိုတော့အချိန်တိတ်ပြီးတော့မလိုတော့ပါဘူးမျောလင်းခြင်းရောင်ကြီးစီကိုရောက်တော့မယ်ကိုမျောမှန်းထားတဲ့နေရာကိုရောက်တော့မှဖြစ်တဲ့အတွက်ကြောင့်မလို့အခုအခက်အခဲတွေကိုရဲရဲသာရင်ဆိုင်ဖြတ်တန်းလိုက်ပါလုံးဝစိတ်နဲ့မကြပါနဲ့ဆိုပြီးတော့ကျွန်တော်အနေနဲ့အကြံပေးခြင်းနေ နောက်ဆုံးတစ်ခုအနေနဲ့ကတော့ကျွန်တော် cat 3ကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေကိုတစ်ချက် reading လုပ်ကြည့်မယ်။ cat 3ကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေနဲ့ကတော့ဒီကက်ကြပါတယ်။အဲ့တော့ဒီကက်အနေနဲ့ပြောရမယ်ဆိုရင်ချိုးရာတွေမှာကျွန်တော်တို့ကရွေးချယ်ရခက်နေပါတယ်။အဲ့ဒီတော့ကြောင့်တစ်ခုခုကိုတော့ပြက်ပြက်သားသားရွေးချယ်ပါ။ကိုယ့်အတွက်အဆင်ပြေမယ်။ကိုယ့်အတွက်ကောင်းမယ်ဆိုတဲ့အရာမျိုးကိုတည်တည်ချာချာရွေးချယ်ပြီးတော့တစ်ခုတည်းကိုပဲအားထည့်ပြီးတော့လုပ်ပါဆိုပြီးတော့ကျွန်တော်အနေနဲ့အကြံပေးခြင်းပါတယ်။ ဒီနေရာမှာကိုယ့်ကိုတွေးရဖြစ်စေမယ့်အရာမျိုးတွေပေါ်ကောင်းပေါ်လာနိုင်တယ်။တနည်းအားဖြင့်အခြေရေးလိုဟာမျိုးတွေမှာလည်းသူ့ကိုရွေးရနုံလို့ကိုယ့်ကိုရွေးရနုံလို့အခြေအနေမျိုးတွေကြုံတွေ့ရလာနိုင်ပါတယ်။အဲ့ဒီအချိန်မှာအဲ့ဒါမျိုးတွေးရဖြစ်မနေဘဲနဲ့ကိုယ်နဲ့အဆင်ပြေဆုံးတင့်တော်ဆုံးပေါ့နော်။အရာတစ်ခုကိုပဲတေးချာလေးရွေးချယ်လိုက်ပါဆိုပြီးတော့ကျွန်တော်အနေနဲ့အကြံပေးခြင်းနဲ့ထို့နည်းသူစွာပဲတစ်ဖက်မှာလုပ်ငန်းလုပ်ကိုင်တဲ့သူမျိုးတွေအခြားအလုပ်လုပ်နေတဲ့သူမျိုးတွေအနေနဲ့ကလည်းကိုယ်မှာရွေးချယ်စရာအများကြီးပေါ်နေလိမ့်မယ်။အဲ့ဒီပုံမှာသွားပြီးတော့မตายရပါနဲ့ဆိုပြီးကျွန်တော်အနေနဲ့အကြံပေးခြင်းနဲ့ ကိုယ်အနေနဲ့ဖြစ်မြောက်နိုင်တဲ့အရာတစ်ခုကိုတည်တည်ချာချာရွေးချယ်ခြင်းအားဖြင့်အောင်မြင်လမ်းကြောင်းပေါ်ကိုရောက်ရှိသွားမယ်ဆိုပြီးတော့ကျွန်တော်အနေနဲ့အကြံပေးခြင်းပါတယ်ဒါကတော့ကျွန်တော်ဒီခက်သုံးခက်ကိုရွေးထားပြီးတော့လုပ်ပြီးတဲ့ reading ပဲဖြစ်ပါတယ်ဒီ video ကိုကြည့်နေတဲ့ညီကောင်မတို့မိတ်ဆွေတွေလည်းအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက် video တွေမှာပြန်တွေ့ကြပါမယ်